စစ်ပွဲတွေတိုက်ပွဲတွေဘုံကျဲထားမှုတဲ့နေရာတွေမှာအသုံးပြုပြီးပြင်မယ်မပေါက်ကွဲပဲကြံနေတဲ့လက်ပစ်ပုံဒုံးကျင်နဲ့ကြည်စံဆရာတွေကိုမထီမကိုင်းနေရမပြောင်းရွှေ့ကြပါနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကိုခိုင်မြို့နယ်မုံစီဒေသမှာမတ်လ9ရက်နေ့ကကိုကန်တက် MNDAA ရဲ့ပြစ်ခတ်မှုကြောင့်တိုက်ဆုံသူ6ဦးအထိရှိလာပြီလို့ဒေသတွင်သတင်းရင်းမြစ်တချို့ပြောပါတယ် မောင်စီဒေသပြင်းခန့်ရွာအနီးရွှေတူးဖော်နေတဲ့တရုတ်လုပ်ငန်းရှင်တွေကိုဒေသခံတွေကကန့်ကွက်တားဆီးရာကနေခတ်ရန်ဖြစ်ပွားပြီးနောက် MNDAA ကပြစ်ခတ်လို့တိုက်စုံးမှုတွေရှိခဲ့တဲ့အကြောင်းကနဦးသိရပါတယ်။တိုက်စုံးသူတွေထဲမှာ KIA ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်2ဦးအရက်သား3ဦးပါဝင်တယ်လို့သတင်းရှင်းပြတချို့ကအစောပိုင်းမှာပြောပေမဲ့ရှမ်းမြောက်က KIA သတင်းရှင်းပြတဦးကတော့ KIA စစ်သားမပါဝင်ပဲဂျေးရွာလုံးကျုံရေးလူငယ်နဲ့အရက်သားတွေသာဖြစ်တယ်လို့ဆိုပါတယ်။ တခြားသတင်းရှင်မြစ်ကလည်း MNDAA ပြစ်ခတ်မှုကြောင့်ပြည်သူ6ဦးသေဆုံးပြီး9ဦးဒဏ်ရာရခဲ့တယ်လို့နောက်ဆုံးသိရတဲ့အခြေအနေကိုပြောပြပါရယ်သေဆုံးသူ6ဦးရဲ့ရုပ်အလောင်းတွေကိုတန်းစီချထားပြီးနာရေးပြုလုပ်နေတဲ့ရုပ်တံကိုလည်းသတင်းရှင်မြစ်ကဒီကနေ့မှပေးပို့အသိပေးပါရယ်မနေ့ကပြစ်ခတ်မှုဖြစ်စဉ်ဟာတရုတ်လုပ်ငန်းရှင်ကရွှေတူးဖော်မှုပြုလုပ်ရမှာဆက်ရန်တရားအသုံးပြုတူးဖော်ဖို့ကြိုးပမ်းလာမှုအပေါ်ဒေသခံတွေကန့်ကွက်ရာကနေအချင်းများခဲ့တာလို့သိရပါဗျ။မနေ့ကညနေပိုင်းမှာတော့ဒေသခံတွေဟာ မုံစီဒေတာက MNDAA တပ်ဖွဲ့ရုံအနီးတည်ဆုံသူတွေရဲ့ရုပ်အလောင်းတွေယူဆောင်လာပြီး MNDAA တပ်ကိုအလိုမရှိကြောင်းစန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ကိုကန့်တပ် MNDAA ပြောရေးဆိုခွင့်ရှိသူစီစာပို့မေးမြန်းထားဆဲဖြစ်ပြီးအဆက်အသွယ်တော့မရသေးပါဘူး။အလားတူပဲ KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကိုလည်းဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါရရှင်။ စပွဲတွေတိုက်ပွဲတွေဘုံကျဲထားခွေတဲ့နေရာတွေမှာအသုံးပြုပြီးပြင်မယ်မပေါက်ကွဲပဲကြံနေတဲ့လက်ပစ်ပုံဒုံးကျည်နဲ့ကြည်စံစတာတွေကိုမထိမကင်နေရမပြောင်းရွှေ့ကြပါနဲ့